ကထိန်သင်္ကန်းဆိုတာတမန်သင်္ကန်းနဲ့မတူဘူးပေါ့လှုပ်ခင်းရတဲ့အချိန်ကလာအဖြစ်တမန်မဲ့ဆိုရင်တရင်ရလာပြီးကျတရက်ကနေပြီးတော့တစမုံလာပြီးနေအထိတလအတွင်းမှသာလဲကထိန်သင်္ကန်းလှုပ်ခင်းရတယ်အဲ့လိုကထိန်သင်္ကန်းလှုပ်ခင်းရတယ်ဆိုတော့လည်းပဲမြင်းမြင်းဝါဝါ ရဟန္တာငါကိုလိုက်ပြီးတော့အရှင်မြတ်ကထင်းသင်္ကန်းလှူပါတဲ့လို့လှူလို့မရဘူး။ကျောင်းတိုင်းနဲ့ဆက်နွယ်ပြီးတော့တန်ခိကအနေနဲ့သာလှူခွင့်ရတယ်။အခုမှရန်ကုန်မှာဗာရီချင်းနေတော့ဆိုလို့ရှိရင်ဝါစုဝါစုဦးလာလို့ရင်ဝါစုသင်္ကန်းမှာဖျားလို့လာလှူတယ်။ဘာကြွတာနဲ့တပြိုင်နဲ့ဒါကထိန်သင်္ကန်းမှာဖះဆိုဟဲ့ကထိန်သင်္ကန်းလှူလို့မရဘူးလို့အဲ့ဒါလှူကထိန်သင်္ကန်းဆိုတာတန်ခိကပဲလှူလို့ရတယ် ဝါကျွတ်တာနဲ့ကထင်းသင်္ကန်းမဟုတ်ဘူးနော်ကထင်းသင်္ကန်းဆိုတာတန်ခိကပဲလှူလို့ရတယ်တန်ခိကဆိုတာအများပိုင်သင်္ကန်းပုဂ္ဂိုလ်တူတဲ့သွားပြီးတော့ကထင်းခင်မှုဆိုသွားလှူလို့မရဘူးဒါကြောင့်မို့တန်ခိကဆစ်ဆစ်လှူရမှာဖြစ်တယ်ပြတ်တန်ခါဆိုရင်တန်ခါတွေအလုံးပိုင်ဆိုင်တဲ့သင်္ကန်းတစ်ခုဖြစ်သွားတယ်အဲ့ဒီအလုံးပိုင်ဆိုင်တဲ့သင်္ကန်းကိုမှကထိနာကံဆောင်ရွက်ဖို့အတွက် ဝိနည်းကိစ္စကျွမ်းကျင်တဲ့ကထင်ခင်းတတ်တဲ့ယဟန်တော်ကိုတန်ခါအနေပြီးတော့ကိုရောကထင်ခင်းမှုဆိုပြီးပေးရမယ်။ပေးတဲ့အခါကျတော့မှအဲ့ဒီယဟန်ကကထိနာကံလို့ဆိုကထင်ခင်းခြင်းဝိနည်းကံကိုဆောင်ရွက်မှဖြစ်တယ်။အဲ့လိုဆောင်ရွက်တဲ့အခါမှာကြံရှိတဲ့တန်ခါတွေကအနုမောရဏပြုတယ်။အနုမောရဏဝါမြောက်ကြောင်းထောက်ခံပြောကြားလိုက် အလုံးကထိန်ခံမိတာဖြစ်သွားအဲ့ဒီနောက်ကျမှကထိန်အာနိသင်ဆိုရယ်ကထိန်အကျိုးကိုရကထိန်အကျိုးဆိုတာတွေကဟောဒီနမန္တစာရအတ္တမဒါနဝိနိကန်နဲ့ပြောရမယ်ဆိုလို့ရှိရင်နားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်တော့ငါလထူချတဲ့အခွင့်အရေးတစ်ခုပေးလိုက်တဲ့သဘောပဲ သင်္ကန်းကိစ္စနဲ့ပတ်သက်ပြီးတော့ရှားပါမှုမဖြစ်အောင်အကာအကွယ်စောင့်ရှောက်ပေးတဲ့အနေနဲ့မြတ်စွာဘုရားကထိန်သင်္ကန်းကိုခွင့်ပြုခဲ့တယ်။ဒီเจ้าကိုတဝါတွင်လုံးစောင့်ရှောက်နေထိုင်ထားတဲ့ပုဂ္ဂိုလ်အတွက်အခွင့်အရေးတစ်ခုပေးလိုက်တဲ့သဘောပဲ။ဘုရားကြွလာတဲ့ယဟန်ဒီခိတကနာကြွလာတဲ့အာရုယဟန်ဒီဒီเจ้าမှာတန်လီကသင်္ကန်းဖြစ်ပေါ်လာလို့ရှိရင် မိမိဆန္ဒအလျောက်ခွဲဝေပေးခြင်းပြီးမပေးခြင်းနေလို့ရတယ်။ဒီကြောင့်ဝါဆိုပြီးကထိန်ခင်းထားတဲ့ပုဂ္ဂိုလ်သားသက်ဆိုင်တယ်၊ကျန်တဲ့ပုဂ္ဂိုလ်တွေသက်မသက်ဆိုင်ဘူးလို့။အဲ့ဒီအခွင့်အရေးတစ်ခုအထူးထူးခြားခြားပေးတာပဲဖြစ်တယ်ပေါ့။ကထိန်လူကိုလှူချတဲ့တရားကတရားကမှများအနေနဲ့ကတော့ကာလတဏ္ဍဆိုတဲ့ထူးခြားတဲ့တန်ခိကအလှူကိုလှူရတာဖြစ်တယ်။ တန်ခိကအလူဆိုတော့ပုဂ္ဂရိကအလူတွေညက်တယ်အဲ့တော့တန်ခါအလူဆိုတော့တချို့ကိစ္စတွေမှာတန်ခါတတေးမှကြီးပဲမလူရဘူးလူလို့ရှိရင်အဲ့ကိုတော့ပိုင်ဆိုင်ခွင့်မရှိတော့ဘူးတန်ခါတွေနဲ့ပဲလိုပုဂ္ဂိုလ်ကိုညီညွတ်ပြီးတန်ခါတတေးမှလို့မဆိုရဘူးတချို့ကဘုန်းကြီးဆိုရင်တန်ခါဆိုပြီးတန်ခါတတေးမှနဲ့ဆိုလူချတယ်အမှန်ကတန်ခါတတေးမှဆိုရင် အ ਨੇ ဆုံးယဟန်တန်ခါ၄ပါးရှိမှဝိနိကံဆောင်ရွက်လို့ရတဲ့တန်ခါဖြစ်တယ်။ဒီတန်ခါသတိမှဆိုတန်ခါဟုသမျှအလုံးပိုင်ဆိုင်သွားတဲ့ပစ္စည်းဖြစ်တယ်။အဲ့ဒါကြောင့်မို့ယဟန်တော်ဘာပြူတယ်ဆိုလို့ရှိရင်တော့တန်ခါသတိမှလို့မဆိုရဘူး။မဆိုတတ်လို့ရှိရင်အရှင်ဘုရားလူပါဤသို့မို့အာသမတော်ဒီမှာအရှင်ဘုရားလူပါဤတို့ပဲဒီလိုပဲပြောမှာဖြစ်တယ်။ အဲ့တော့ဝတ်တွတ်တဲ့ကာလမှာကထိန်သင်္ကန်းမှာဖျားဆိုပြီးခဏခဏလာလာဆက်ကကြတယ်နော်အဲ့ဒါအဲ့ဒါတို့ကတ်လို့မရဘူးဝါစုဥကာလမှာတော့ဝါစုသင်္ကန်းဆိုတာဆက်ကတ်လို့ရတယ်ယန္တဘာတယ်လည်းကတ်လို့ရတယ်ဒီကြောင်းထဲမှာလည်းပဲအချိန်ချင်းကတ်လို့ရတယ်ဝါစုသင်္ကန်းကထိန်သင်္ကန်းဆိုတာတစ်ခါပဲကတ်ရမှာဖြစ်တယ်တစ်ခါကတ်ပြီးတော့ဝိနည်းကနဲ့တန်ခိကသင်္ကန်းအစစ်စစ်မှကထိန်ခင်းရတယ် အခုဒီနေ့ခုဆက်ကလိုက်တဲ့တစ္ဆတ်သင်္ကန်းကြီးဟာတာတန်ကြီးကသင်္ကန်းကျန်တဲ့အခြားယံသင်္ကန်းတွေကကြွလာတဲ့တန်ကအတိယဟန်အတိတိကိုလှူမဲ့သင်္ကန်းတွေဖြစ်တယ်ကထိန်ရဲ့အယံအနေနဲ့လှူတာပဲဖြစ်တယ်အဲ့တော့ကထိနာကံဆောင်းဖို့ကျတော့သင်္ကန်းကတစ်ထဲပဲလှူတယ်နှစ်ထပ်သင်္ကန်းပဲဖြစ်စေဧကတိပဲဖြစ်စေသိမ့်မဲ့ပဲဖြစ်စေအဲ့ဒီတန်ခါက ဒီလှူထားတဲ့ကထိန်သင်္ကန်းကိုတန်ခါကနေပေးလိုက်တဲ့အခါမှာဒီကထိန်သင်္ကန်းရဲ့အရန်အဖြစ်ရည်မှန်းပြီးတော့လှူထားတဲ့ပစ္စည်းတွေကြတော့ကထိန်သင်္ကန်းဆက်ခံွယ်ကထိန်သင်္ကန်းအနှင်းခံရတဲ့ယဟန်နဲ့သက်ဆိုင်သွားတယ်ပေါ့လို့ဆိုအဲ့ဒါကိုပဲညမကြီးလို့ခေါ်နေကြတာနော်ညဆိုတာကထိန်ခံတဲ့ပုဂ္ဂိုလ်ရွေးချယ်တဲ့အဲ့ဒီကထိန်ခံတဲ့ပုဂ္ဂိုလ်အတွက် မြတ်တယ်ကကနေခင်မှာတော့ကျောင်းလိုက်ကိုယေရှုပြီးတော့လှူကြတာဖြစ်တယ်ပေါ့နော်ဟုတ်ပြီကာလဒါနကထိန်ခေကာလမှာဒုဒရီထူချတဲ့ကထိန်သင်္ကန်းကိုကတ်လူခွင့်ရတာဟာဂျင်းနတ်ဆရာကောင်းတယ်ဘာကြောင့်ဂျင်းနတ်ဆရာကောင်းလို့ဆိုရင်ရသော်ဘုရားသခင်ကိုရောမြတ်ကိုယ်တိုင်ကရှင်ညွှန်းခဲ့တယ် ရှင်ညောခဲ့တာပြီးတော့ကောရမိကသူကိုယ်တိုင်သင်္ကန်းရှက်လုစီပြီးသူကိုယ်တိုင်စီမံထားတဲ့သင်္ကန်းကိုမြတ်စွာဘုရားကိုလှူတဲ့အခါမှာမြတ်စွာဘုရားကတန်ကေတွန်ကောရမိတိဟိတန်ခါကိုလှူလိုက်ပါလို့တိုက်တွန်းတယ်ဘုရားအတွက်ရည်ညွှန်းလာတာကိုမြတ်စွာဘုရားကတန်ခါကိုလှူလိုက်ပါလို့ညွှန်းပေးလိုက်တာ ။ဒီလိုတော့ကောရမီကြီးရဲ့စိတ်ထဲမှာတော့ရသဗျာပေါ်မှာတန်ရောစင်အခြေခံတဲ့စိတ်နဲ့လှူတာပေါ့နော်။သူရဲ့သူအရင်လည်းဖြစ်တယ်ငယ်စဉ်ကတည်းကမွေးစားသားလို့ပြောရတယ်ရတာပေါ့နော်ခုခေတ်လူဆိုရင်မိတွေးလူဆိုတာကြတော့အဖေရဲ့နောက်မိမကိုပြောတာမဟုတ်ဘူးဒီနေရာမှာမိတွေးဆိုတာမတုဆာအတော်တော်တယ် ရသော်ဘုရားရဲ့အတော်အရင်ဖြစ်တယ်။မေရောမာယာရဲ့ညီမအရင်ဖြစ်သည့်အတွက်ကြောင့်မိတွေးဆိုတဲ့ဝဟာရဗမာပြည်မှာနှမျိုးဖြစ်နေတယ်နော်။အဲ့တော့ထင်ရှားတဲ့ဟာကအတိတ်ပဲတစ်မျိုးဖြစ်နေတယ်။ဒီနေရာမှာမြတ်စွာဘုရား